င်္ဂလာပါတချက်ဒီနာဖြစ်ပါတယ်။ဒီချက်ဒီနေ့တင်မှာက Grade 11 Math ရဲ့ Chapter 1လေးမှာကြံနေတာလေးတွေကြံနေတဲ့အပုတ်ကလေးတွေကိုဖြည့်ပေးမှာဖြစ်ပါတယ်။အဲ့တော့ဒါက Exercise 1.1ရဲ့ Number 2လေးပါနော်။ Number 2လေးကိုဒီချက်နဲ့တူတူလိုက်ကြည့်အောင်။ဒီချက်က Grade 11 10နော် grade 10 11 12ကိုပညာဌာနသင်နေတဲ့ channel ဖြစ်ပါတယ်10 11 12ကလေးတွေကတချဲ့ရဲ့ YouTube channel ထဲဝင်လိုက် playlist ထဲမှာ playlist ထဲမှာကုကြည့်ချက်နဲ့အတန်းနဲ့ chapter ကိုရွေးချက်ပြီးကြည့်ရှုနိုင်ပါတယ်။ကဲဟုတ်ပြီအဲ့တော့ဒီချက်တို့စမယ်နော်။စမယ်ဆိုတော့မေခွန်းလေးလိုက်ကြည့်လိုက်ရအောင်။မေခွန်းမှာက using using the remainder တဲ့ using ဆိုတာပါလို့ခိုင်းတာလေ။အသုံးပြုပါနော်။ using ဆိုတော့အသုံးပြုပါ the remainder theorem remainder theorem ကိုအသုံးပြုမယ်တဲ့နော် the remainder theorem ကိုအသုံးပြုမယ် find the remainder ပြီးရင် remainder ကိုရှာမယ်တဲ့ when ဆိုပြီး abc ပေးထားတာဖြစ်တယ်အဲ့တော့ဒီမှာတခြားတော့ remainder ပဲတွတ်တွတ် factor ပဲတွတ်တွတ် chapter 1မှာကပေးထားတဲ့ gain တန်း polynomial ရဲ့လေးကိုဘာမှမလုပ်ခင်ပါအရင်လောက်ကလည်းနာမည်ပေးရတယ်เนาะနာမည်ပေးပြီးမှဆက်တွတ်မယ်ဆိုတော့ပေးထားတဲ့ gain တန်းကိုဒီချက်နာမည်ပေးမယ်ဆိုတော့ဘာလုပ်မှာလဲထားမှာเนาะထားမှာဆိုတော့ let ဘာထားမလဲ f for x လို့ထားမယ်เนาะအဲ့တော့ f for x equal to ဒီပါလဲ 5x square plus 7x plus 9နော်ဒါထားလိုက်ဒီထားပြီးသွားတဲ့အခါမှာသူမေးတာလေးကိုမလုပ်မယ်ရေးမယ်ဗာမေးလဲဆိုတော့ is divided by x plus 1 x plus 1နဲ့စားလိုက်တဲ့အခါမှာအကျွင်းကိုရှာပါဒါဆိုရင် remainder theorem အရ x plus 1ဆိုရင်သူရဲ့ remainder ဘယ်လိုရေးလို့ရလဲ f of minus 1နော်ဒါကြောင့်မလို့ that remainder r e m a i n d e r remainder d မေးတာဆိုရင်ဒီစာကြောင်းပါရမယ်เนาะ the remainder ပြန်ပါရမယ် equal to of of လောက်လဲ x plus 1ဆိုတော့ of or minus 1ဒါဆိုသူ့ကိုအစားအသွင်းယုံပဲဆိုတော့ဒီ x 104တွေမှာဒီလိုပါလိုက်ထဲမှာလဲ minus 1လိုက်ထဲမှာဒါကြောင့်လိုက်ပြောမယ် 5 into minus 1 the whole square plus 7 into minus 1 plus 9ဖြစ်မယ်เนาะဒါဆိုတော့ minus 1နဲ့ထပ်က plus 1ဆိုတော့5နဲ့မြောက်မှာဆိုတော့5ပဲရမယ် minus 1နဲ့7နဲ့မြောက်တာက minus 7အနောက်မှာ plus 9ဒါဆိုတော့9နဲ့7နဲ့နှုတ်လိုက်ရင်2จําเลย +2 +2 เนี่ย5เนี่ยဆိုဘယ်လောက်จําလဲ +7 เนาะဒါသူ့အဖြေပဲ အဲ့ဆိုတော့ဒါနံပါတ် A လေးရပါပြီ။ဆိုတော့ B လေးလိုက်ကြည့်မယ်။ B မှာလည်းအတူတူပဲကိန်းတန်းမြင်တာနဲ့အရင်ဆုံး F O X ထားမှာဖြစ်တဲ့အတွက် let နော် F O X equal to the minus x cube plus 3x square minus 7x เนาะซ้ํามาก็ divided by x minus 2 x minus 2เนี่ยซ้ํามั้ยส่วน remainder ก็ a 4 2เนาะแต่จังหวะโล the remainder a 4 my a 4 2 equal to တူးလိုက်ထည့်မယ်နော် x 104တွေမှာပါလိုက်ထည့်တူးလိုက်ထည့်မယ်ဒါဆိုရင် minus ကရှိမှရှိတယ်ထည့်မဲ့ကိန်းက2ဂျူเนาะခွင်းခတ်မှမှန်မယ်နော် plus 3 into 2 square minus 7 into 2ဒါဆိုရင်နှစ်သုံးထပ်က8ရှေ့မှာအနှုတ်ရှိတဲ့အတွက် minus 8เนาะနှစ်နှစ်ထပ်က4 4 3 4က 12ဆိုတော့ plus 12 minus 9လီက14เนาะကဲဟုတ်ပြီအဲ့ဒါဆိုကျတို့ဒါကိုဆက်ရှင်းမယ်ဆိုတော့12နဲ့14နဲ့နှုတ်တာက minus 2ကျက်မယ်ရှေ့မှာ minus 8ရှိတဲ့အတွက် minus 10เนาะဒါက b လေးရသွားပြီကဲ c စိုက်ကြည့်မယ် c ဆက်ကြည့်မယ်ဆိုတော့ c ဆိုလဲတချို့ရဲ့ gain တန်းကိုအရင်ဆုံးမလုပ်မယ် a for x ထားမယ်ဒါကြောင့်မလို့ထားမှာဆိုတဲ့အတွက် let f of x ့ဒါဒီ f x လေးက 2x3 3x2 5ထားလိုက်တယ်ပြီးရင်ဘာလုပ်မလဲဘသူနဲ့စားမှာ divided by x 1/2ဒါဆိုရင်သူရဲ့ the remainder the remainder ကဘယ်လောက်ဖြစ်မှာလဲ f of 1 by 2เนาะ alpha 1 by 2ဆိုရင် x နှရာတွေမှာပါလိုက်ထဲမယ်1 by 2လိုက်ထဲမယ်ဒါကြောင့်မလို့ do into 1 by 2 the whole 2 plus 3 into 1 by 2 the whole square plus 5เนาะဒါဆိုရင်အရှိမ2ရှိတယ်ဒီမှာလေးက2 အောက်မှာဒီဟာကဒူးတထက်ဒီမှာကဒူးကဘယ်နှထက်လဲ၃ထက်ဒါဆိုဒီချက်တို့တထက်ကြည်လိုက်မယ်နော်တထက်ကြည်လိုက်တော့အောက်မှာနှစ်ထက်ကျန်တယ်1ကတော့၃ထက်တင်လဲ1ပဲဖြစ်တဲ့အတွက်1အောက်မှာ2ကနှစ်ထက်ကျန်တဲ့အတွက်4နော်ပြီးရင်ဒီမှာဒါက1ပေါ်လဲနှစ်ထက်ဒူးပေါ်လဲနှစ်ထက်မလားနော်အဲဆိုတော့ဒီမှာ3ရှိတယ်အောက်က2နှစ်ထက်က4ဆိုတော့ plus 3 by ပေါ်ဖြစ်မယ် BN+1 เนาะကြည့်အဲ့ဒါဆိုရင်ဒီစလိုသူ့ကိုဘာလို့ရလဲပိုင်းချီညှိရမယ်ပိုင်းချီညှိဆိုတော့သူက4သူက4ဆိုတော့သူ့ဘာလေးနဲ့မြောက်လိုက်4လေးနဲ့မြောက်လိုက်နော်ဒီ into 4အထက်ရေးစရာမလိုဘူးเนาะဒါဆိုရင်ဒီစလိုပိုင်းချီညှိလိုက်တော့1 3 plus 5လေးလီယာ20သူရဲ့ဘုံပိုင်းခြေက4เนาะဆိုတော့20ရဲ့3ရဲ့23 24ဆိုတော့24 by 4အဲ့ဆိုတော့သူရာတလောက်တစ်ချက်တော့ခြေပြီးရမှာဖြစ်တယ်ဆိုတော့24 by 4ဆိုတော့ဘယ်လောက်ရလဲ46လီ24เนาะအဲ့ဆိုတော့6ရတယ်ဒါသူ့အဖြေပဲရမလား ကဲဟုတ်ပြီ C ပြီး D လေးကြည့်မယ်အဲ့ဒါ D ကိုလည်းဒီချက်လို light အရင်ဆုံးထားမယ်ထားမယ်ဆိုတော့ let နော် F O X အဲ့ဒီ F O X လေးက x power 6 minus 6 x power 4 plus 12 x square minus 15နော်စားမဲ့ဂိမ်းလေးက x plus root 2 x plus root 2ဆို remainder က f4 minus root 2ဒါကြောင့်မလို့ the remainder m a i n d e r remainder က f o minus root 2เนาะ minus root 2ဒါဆိုတချို့ရဲ့ x နေရာလေးတွေမှာဗာလိုက်ထဲမယ် minus root 2လိုက်ထဲမယ်เนาะဒါကြောင့်မလို့ minus root 2 queen ခတ်ရမယ် the whole power 6 minus 6 into minus root 2 the whole power of 4 plus 12 into minus root 2 the whole square minus 15ဆိုတော့ root 2ကဘယ်နှထက်လဲ6ထက် root 2 6ထက်ဆိုရင်တချို့ရဲ့ root 2ဆိုတာက power နဲ့ဆိုရင်ဘယ်လောက်လဲသူက6ထက်เนาะ power နဲ့ဆို root 2ဆိုတာက power 1/2နဲ့အတူတူပဲเนาะ6ထက်ဖြစ်တဲ့အတွက်6ဒါဆို2 3လီ6ဆိုတော့နှစ်3ထပ်နဲ့အတူတူပဲเนาะဆိုတော့နှစ်3ထပ်ဆိုတော့8အနှုတ်က6ထပ်ဆိုရင်အပေါင်းအပေါင်း reduce 6ထပ်ကနှစ်3ထပ်နဲ့တူတဲ့အတွက်8เนาะပြီးရင်နောက်ကကြတော့ reduce 4ထပ် root 2လေးထပ်ဆိုတော့ root 2ဆိုတော့2 power 1 by 2ဒီပေါ်မှာ၄ထပ်ဖြစ်တဲ့အတွက်နဲ့နှစ်လီဆိုတော့2 square နဲ့အတူတူပဲအဲဒါကြောင့်နှစ်နှစ်ထပ်က၄အဲ့ဒီ၄နဲ့ဒီဟာ6 6နဲ့မြောက်မှာ6 4လီ24ဆိုတော့ minus 24เนาะပြီးရင်ဒီမှာ root 2နှစ်ထပ်က2အနုနှစ်ထပ်ကအပေါင်းအဲ့ဒီ2နဲ့ရှေ့က12နဲ့မြောက်မယ်ဆိုတော့7 2လီ24ဆိုတော့ +24 နော်နောက်မှာ minus 15ရှိတယ်24ကကြည်သွားမယ်15နဲ့8နဲ့ကနှုတ်မှာဖြစ်တဲ့အတွက်ဘယ်လောက်ကျမလဲ minus 7ကျမယ်နော်ဒါကတချို့ရဲ့အဖြစ် d လေးကိုရသွားပြီရမလားကဲဟုတ်ပြီအဲ့ဆိုတော့ d ရပြီဆိုတော့ဒါကအကြံတွက်ပြတာနော် e လေးလိုက်ကြည့်မယ်ဆိုတော့တချို့ရဲ့ e e ဆိုရင်လည်းဒီစက်အရင်ဆုံးအရှိကကိန်းတန်းလေးကို f of x လို့ထားမယ် let f of x equal to the x power 4ပြီးရင် minus 2x square plus 6နော်စာမှာက divided by x တဲ့အဲ့တော့ရှေ့မှာ notes မှာတင်ထားတဲ့ x now မှာဘာမှမပါရင် f of 0 x now မှာဘာမှမပါရင် f of 0ဒါကြောင့်မလို့ the remainder နော် r e m a i n d e r remainder ဒီပါဖြစ်မယ် of or 0ဒါဆိုရင် dx 104တွေမှာပါတဲ့0ထည့်မယ်ဒါကြောင့်မလို့0 power 4 minus 2 into 0 square plus 6 equal to ဆိုတော့သူကလည်း0သူကလည်း0ဆိုအဖြေဘလောက်လဲ6ဆိုတော့ဒါလေးပဲပေါ့เนาะဒါဆိုရင်ဒီစရုပ်ဒါဘာကိုပြီးသွားတာလဲ number 2လေး ပြီးသွားပြီဖြစ်တယ်အဲ့တော့နံပါတ်2ပြီးပြီအဲ့တော့အဲ့ဒီမှာကဒရမိန်တာလို့ဒီရှေ့မှာစမရေးဘဲနဲ့ f40 ဆိုပြီးပဲဆက်တွက်ခဲ့မယ်ဆိုရင် အဖြေကိုအောက်ဆုံးထုတ်ပြီးနော် therefore the remainder ပေါ့နော် remainder equal to 6လို့ထုတ်ပြီးအဲ့တော့အဲ့ဒီ remainder မေးတဲ့ဆိုရင်အဖြေမှာ remainder ပါရမှာအဲ့ကြောင့်ဒီမှာစရေးတာပဲဖြစ်ဖြစ် အဖြေထုတ်တဲ့အချိန်မှာရေးတာပဲဖြစ်ဖြစ်တနည်းအားမှာတော့ remainder ဆိုတဲ့စာသားပါရမယ်။ရပြီလား။ကဲဟုတ်ပြီနော်။အဲ့ဒါဆိုရင်ဒီချေနောက်ဗီဒီယိုလေးဆက်ဆောင်ကြည့်ပြီးကျန်တာလေးတွေဆက်ဖြည့်ပေးပါမယ်။အားလုံးမင်္ဂလာပါ။